်လက်ရှိအချိန်တွင်အလှပခွဲစိတ်ကူတောက်မှုသည်အရေးကြီးသောအချိန်ဖြစ်ပြီးလူတိုင်းသည် သူတို့၏လိုအပ်ချက်များကိုသိရှိကြသည် အလှပဆိုင်ရာ ခွဲစိတ်ကူတောက်မှုများကိုပြုလုပ်သောအခါရလက်များသည်အချိန်ချိန်အထိအငြင်းရန်ဖြစ်သည်ဒီတော့ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းစဉ်တွေကဌာနကိုအစီအွေကိုစုပ်ထုတ်တာ one byte ကျော့သွားတဲ့အခါဒါမှမဟုတ်ပုံဝင်ဆောင်ကျင်းအလွန်အကျွံယော့သွားတဲ့ဘိုက်အောင်နာဒါမှမဟုတ်ခန္ဓာကိုယ်ကျော်ပါလာတဲ့အခါ ။အိုလေးချိန်အလွန်ကြုံကြဆင်းသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘိုက်အောင်နေကျွန်ုပ်တို့သည်တာမန်လိပ်ပြာကိုပြန်လည်ရယူပါသည်။ကျွန်ုပ်တို့သည် scaffold 1 by e ပုံစံကိုပေးသည်။ဟုတ်တယ်ငါတို့1 by ခွဲစိတ်မှုလုပ်တယ်။အလှပဆိုင်ရာမိရဲ့ခွဲစိတ်ကူတောက်မှုအကြောင်းတွင်အများချိန်ကိုဝင်ဆောင်ပြီးနောက်မိရဲ့နေရင်သည်ယော်နေလာသည်ကိုကြည်ပါ။ဟုတ်ကြောင့်ဤအခြေအနေသည်အမျိုးသမီးတအူးအတွက်ယုံကြည်မှုနည်းပါးစေသည်။ ထို့ကြောင့်အိမီရဲ့နေရန်ယော့နေမှုကိုတင်းကျပ်စေ၍သူနွား၏ပြည်စင်ဘဝနှင့်တိတ်ကျေနပ်မှုကိုတိုးတက်စေရန်ပြုလုပ်နိုင်ပါသည် ထို့ပြင်မျိုးသမီးသည်အသက်ကြီးလာသောအခါမျိုးဘဝအင်္ဂါဒေတာတွင်တည်နေသောအစီဒီလဲကြုံသွားသည် ထို့ကြောင့်ကျွန်ုပ်တို့ဒီ liposuction ပြုလုပ်ပြီးအစီကိုမျိုးပွားအင်္ဂါဒေသတွင်ထိုးသွင်းပေးပြီးမျိုးသမီးမျိုးပွားအင်္ဂါပြန်လည်လာပစေခြင်းဟုခေါ်ပါသည်လူမှုမီဒီယာ၏လမ်းစဉ်သည်ကဘာကြီးသည်တစ်လက်ထဲတွင်ရှိသည်ထို့ကြောင့်ကဘာတဝမ်းတွင်ချစ်ပြက်နေသောအရာများကိုတင်းသိနိုင်သည်မကြမီတွင်ကျွန်ုပ်တို့သည်စကြဝဠာတွင်ထစ်ပြက်နေသောအရာများကိုလည်းသိရှိနိုင်ပါမည်။ထို့ကြောင့်ဤအရာသည် အလားပါနှင့်ကျန်းမာရေးအတွက် ကိုယ်ပိုင်သိမြင်မှုသည်လက်ရှိခေတ်စားနေသည်။ထို့ကြောင့်ဤအလှပြင်ခွဲစိတ်မှု ည်အလှပအတွက်တာမက လုံချီမှုက အလှပကို ခံတီးပြီးအလှပကလုံချီမှုကိုတိုးတက်စေသည်ထို့ကြောင့်အလှပြင်ခွဲစိတ်မှုကိုကျွန်ုပ်က ပြောပါမည်လုံချီမှုအဆင့်ကိုချက်ချင်းတိုးတက်စေရန်အမှန်တကယ်လိုအပ်သူများကိုအကြံပြုပါမည်အမှန်တကယ်ယုံကြည်မှုသည်စိတ်မလဲလာသည် အလှပြင်ခွဲစိတ်မှုသည်ချက်ချင်းယုံကြည်မှုကိုပေးသည်ကျေးဇူးအများကြီးတင်ပါသည်